Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားမချမ်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီထဲမှာတော့ဒီနေ့ညရှင်ပြိုင်ကစားမဲ့ဒါ Inter Milan နဲ့ Liverpool တင်းတွေရဲ့ပွဲစဉ် Champions League ပွဲကြိုအပီပီဒီကိုပြကျွန်တော်ပြောကြည့်အောင်ဆိုတော့ Inter Milan ကတော့စန့်ကျင်ဘက် Liverpool နဲ့တောက်လျှောက်ဆိုသလိုဒီရာဒီမှာကျွန်တော်တို့ကောင်းနေတယ်ပေါ့နော်အဲ Champions League မှာပေါ့အတိုင်းမဲ့လို့ပြီးခဲ့တဲ့တပတ်ကတော့သူတို့တွေရှုံးပွဲကြုံသွားတယ်ဒါပေမဲ့ Liverpool တင်းရဲ့ဘက်ကတော့ကျွန်တော်ပြည်တွင်းမှာကောတော်တော်ကိုအချီးကြီးစိုးနေတယ် ပြီးပါမှလည်းပဲသူတို့တွေထင်သလောက်တိဟုတ်မနေပဲနဲ့နီးပြပြတဲ့အာနီစလော့တွေဖြည့်ရှင်းရမယ့်ပြဿနာတွေများနေတယ်ဒါအပြင်သူတို့ဒီဆာလာကိစ္စပါပြဿနာတွေတက်နေတာဗျဆိုတော့စလော့တို့ကဆိုတော့အဲ့တော့မလွယ်ကူဘောနော်ဆိုတော့ဒီလိုမျိုးပြဿနာတွေများနေတဲ့လေဘဘူးကိုရလက်ပိုင်းရာအာနီစလော့ကတည်ငြိမ်အောင်အရင်လှုပ်ပြနိုင်ဖို့ကျွန်တော်လိုတယ်အဲ့လိုအခြေအနေမျိုးမှာဆန်စီရိုမှာကျွန်တော်ဒီအင်တာမီလန်နဲ့ကျွန်တော်တွားတွေ့တယ် ဘယ်လိုမှကိုအချိန်ကြီးကမလွယ်ပါဘူးเนาะလာဒီဒီလီဗာပူးအတွက်ကဆိုတော့ကျွန်တော်အင်တာမီလန်နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်ရရင်ဒါဒဏ်ရာပြဿနာတွေပါကျွန်တော်တို့ကြည့်ကြည့်အောင်ဆိုတော့နှစ်သင်းစလုံးရဲ့ injury ပြဿနာတွေပေါ့เนาะဒီ Inter Milan ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ Dumfries sorry Dumfries တို့ပါတော့ဗောနော်ဒါခြေချင်းဝတန်ရာရောက်တေချာပေါက်ကျွန်တော်လွဲမယ်ပြီးရင်ကျွန်တော်တို့ Matteo Damian တို့ကစားမတွေကျွန်တော်လွဲမယ်အဲပြီးတာနဲ့ကျွန်တော်တို့ဗောနော်အဲဘယ်လိုပြောမလဲဒီ Wario ကတော့ပြန်ပါမယ်လို့ကျွန်တော်ပြောတယ် ကျန်တဲ့ဒီပါလေနောက်နောက်တန်းကအကန်ဂျီတို့ပါတော့ဘောနော်အချီနီကောင်းနိုင်တယ်လို့လည်းသူတို့ပြောနေတယ်ဆိုတော့အင်တာမီလန်မှာအင်ဂျူရီနဲ့ပတ်သက်လို့ရှိရင်အဲ့လောက်ဒီစိတ်ပူစရာရှိမနေဘူးလီဗာပူးဘက်ကတော့အာနီစရောကဒီမိုဟာမက်ဆာလာကိုလုံးဝခြံခဲလိုက်တယ်ပေါ့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဟိုတနေ့ကအင်တာဗျူးအပီမှာလုံးဝခြံခဲလိုက်ပြီးတော့ဝါတာရူအန်ဒူတို့ကိုရီကပူတို့ဖက်ဒရီကိုကီဇာတို့ဒီကစားမတွေလည်းလုံးဝပါမလာဘူးအဲ့တော့ဒီပွဲမှာကျွန်တော်တို့လီဗာပူးတင်ဘက်ကအစ်စ်ခေါ်ထားတဲ့ရှူကိုအက်ကတီအီဆန်နဲ့ ျွန်တော်ဒီဗာလဲ Florian VS2 လို့ကစားသမားတွေကိုတပြိုင်တည်းပွဲထွက်လူစင်းမှာတပြုံလန်ကြီးတွေ့ရဖို့ကျွန်တော်ရှိတယ်ပွဲထွက်လူစင်းမှာအကုန်ပါလာဖို့ကျွန်တော်ရှိတယ်ဆိုတော့လီဗာပူကတော့ဒီထားပါတော့ right back မှာဆိုလို့ရှိရင် corner Bradley ပြန်ပါဖို့ရှိတယ် frame bound ကတော့လုံးဝကိုအချင်းကြီးမကောင်းဘူးဆိုတော့လေအဲ့တော့ကျွန်တော်အနေနဲ့ကြည့်ရရင်လီဗာပူးဘက်မှာလည်းသူ့ဟာနဲ့သူလွဲမဲ့ကစားမတွေရှိတယ်ပေါ့သူတပင်းရလက်ကောင်းမှုလူတွေမှာရဆိုတဲ့ပွဲမျိုးမှာလီဗာပူးကလည်းအဲ့လိုကြီးကြုံနေရတယ်ဆိုတဲ့အခါကျတော့မနိုင်ပြောရင်တော်တော်တိုင်ပတ်တယ်ပေါ့နော်ဆိုတော့ အင်တာမီလန်နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်ရရင်အင်တာမီလန်ရဲ့နောက်ဆုံးချန်ပီယံစ်လိ၅ပွဲပေါ့နော်၅ပွဲမှာ၄ပွဲနိုင်ပြီးတော့၃ပွဲရှုံးနေထားတယ်သူတို့တွေနောက်ဆုံးပွဲကိုသူတို့ရှုံးနေထားပါတယ်အင်တာမီလန်ရဲ့ပြည်တွင်းပြည်ပပြိုင်ပွဲစုံကျွန်တော်နောက်ဆုံး၆ပွဲကိုကြည့်ရင်တော့နှစ်ပွဲရှုံးနေပြီးတော့၄ပွဲအနိုင်ရထားတယ်အဲ့ဒီတွေကနောက်ဆုံး၃ပွဲအနိုင်ရထားတယ် ဆိုတော့အင်တာမီလန်နီနဲ့လီဗာပူးအသင်းကိုအများကြီးဒုက္ခပေးနေစွမ်းရှိတယ်ဆိုတာကိုကောင်းကောင်းတွေ့တဲ့အနေအထားမျိုးပေါ့လီဗာပူးဘက်မှာဆိုလို့ရှိရင်တော့သူတို့က Champions League နောက်ဆုံး၅ပွဲမှာတော့3ပွဲနိုင်တယ်2ပွဲရှုံးထားတယ်ပေါ့နော်ဒါပေမဲ့လို့ပြိုင်ပွဲသူနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်3ပွဲလီဗာပူးအသင်းရဲ့ဘက်ကရှုံးနေထားတယ်တပွဲနိုင်ထားပြီးတော့2ပွဲတည်ကြထားတယ်အာနီစလော့တွေတော့အချီနီကမလွယ်ပါဘူးနော်ဆိုတော့အင်တာမီလန်ရဲ့ကျွန်တော်လက်ရှိအီတလီစီးရီကိုကျွန်တော်ကြည့်ရင်အင်တာဟာဘယ်လိုပြောမလဲ ကျွန်တော်တို့ထင်သလောက်ထိဟုတ်မနေဘူးလို့ပြောရအောင်ကလည်းလေအဆင့်တက်ကအတင်းတွေကတော့ဘလောက်မှအမှတ်ကမကွာဘူးထားပါတော့ကျွန်တော်တို့အင်တာမီလည်းဟာကျွန်တော်14ဘွဲကံပြီးတဲ့နေရာမှာ GRD မှာသူက4ဘွဲတိရှုံပြီးသွားပြီ EDC စီးရီမှာအိမ်ဝင်2ဘွဲအဝေးဝင်2ဘွဲအဲဒါပေမဲ့လေတို့သူတို့အဆင့်တက်က AC Milan နဲ့တက်မှတ်ပဲကွာတယ်အဆင့်နှစ်က Napoli နဲ့တက်မှတ်ပဲသူတို့ကွာတယ်အဲအဲ့တော့ဒီတင်းနေကြားထဲမှာအဲ့လောက်ကြီးကြီးကျွန်တော်တို့ဗောနောအမှတ်တီကကွာတာမျိုးတွေကျွန်တော်ရှိမနေဘူးဒါပြင်အင်တာမီလန်မှာဆိုရင်ဒီရာဒီမှာ ချာလန်နိုလူတို့ပြီးလို့ရှိရင်လော်တာရိုမာရီနက်စ်တို့လူကစားမတွေကနီးပြချီးမှုတွေအရန်ကောင်းတဲ့ performance တွေသူတို့ပြနေတာเนาะအရန်ကောင်းတဲ့ performance တွေပြနေတယ်ဆိုတော့ပြည်တွင်းမှာဆိုရှင် Inter ဟာ14ပွဲမှာ32ဂိုးကြီးကျွန်တော်တွင်းလာတယ်စဉ်းစားကြည့်နော်14ပွဲမှာ32ဂိုးကြီးကျွန်တော်တွင်းလာတယ်ခန်းစစ်က73ဂိုးပဲကျွန်တော်ပြန်ပြီးရပါသေးတယ်ဆိုတော့ Inter Milan ရဲ့နောက်ဆုံး Italy City ရဲ့9ပွဲကိုကျွန်တော်ကြည့်တပွဲပဲရှုံးနေထားသေးတာပါ၄ပွဲတည်းသူတို့အနိုင်ရထားတယ်ဆိုတော့ဒီပုံစံတွေက Liverpool အတွက်ကကျွန်တော်မလွယ်ဘူး ဒါကြောင့်ကျွန်တော်တို့ထားပါတော့ဗျာသူတို့ဒီ3ဘက်မှာဆိုလို့ရှိရင်လည်းအကင်ဂျီတို့ဘာလို့ပြန်ပါလာအောင်မယ်ဆိုလို့ရှိရင်ဒါပရီးမီးယားလေးအထာနဲ့တဲ့ကစားသမားတွေပေါ့နော်ဆိုတော့ជីဘူးတွေကဓာရီကအထောက်ကူကျွန်တော်ဖြစ်လာနိုင်တယ်ဆိုတော့ဟိုလော်တာရိုမာဒီနက်စ်တို့ဘာလို့ကလည်းတကယ်ကောင်းတဲ့ performance တွေပြနေတယ်ကျွန်တော်ကတော့တောက်လျှောက်ဆိုလို့ဂိုးတွေပြီးနေရတဲ့လေဘာဝူအနေနဲ့ဒီအင်တာတိုက်စစ်ကိုအဲထိန်းနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးထိန်းနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘာကြောင့်လဲဆိုတော့လက်ရှိအင်တာမီလန်ရဲ့ကျွန်တော်ဒီချန်ပီယံလိအနေထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ လေပောင်းတင်းရဲ့နောက်တန်းကိုဂိုမသွင်းနိုင်စရာအကြောင်းကမရှိဘူးဖြစ်နေတာအင်တာဆိုလို့ရှိရင်အခုလက်ရှိသူတို့တွေ၅ဘွဲကင်ထားတဲ့နေရာမှာတိုက်ဆက်က72ဂိုးရထားပါတယ်ခန်းစစ်က3ဂိုးပဲကျွန်တော်ပြီးထားရသေးတယ်ဗောနော်ဒါဟိုတနေ့ကပွဲမှာတပြိုင်နဲ့သူတို့ဂိုးတွေပြီးခဲ့ရတာအဲ့တော့အင်တာဒီလေပောင်းတင်းကိုဘယ်နေရာကမဆိုထိုးနေတယ်ဆိုရင်ကျွန်တော်ရှိတယ်ဒါပေမဲ့လေပောင်းဦးပေါ့လေပောင်းနဲ့ပတ်သက်လို့လေပောင်းဦးပြည်သက်တီတော့မှဘလူဘလူမျိုးတွေးကြမလဲတော့ကျွန်တော်မသိတော့ဘူးမှန်းတိုင်းပြောရင်ဘာလို့အလူပြောရလဲဆိုတော့လေပောင်းဦးမှာဗျာ အခုကဘောနော်အချင်းကြီးကောင်းနုနုကောင်းနုနုနဲ့ကောင်းမလာဘူးဖြစ်နေတယ်ပြီးခဲ့တဲ့ပွဲမှာလေသူတို့တည်ရကြတယ်ပေါ့အဲနောက်ဆုံး Champions League ကစားထားတဲ့ PSV နဲ့လာသူတို့တွေ1-4ဆိုတဲ့ရတဲ့နဲ့သူတို့အိမ်ဝင်းကြီးမှာရှုံးနေပေါ့ဒါရီယာလီဗာပူးသင်းစီမှာကျွန်တော်တို့မမြင်ရတာတော်တော်ကြာပြီပေါ့နော်ဆိုတော့ရလဒ်တီကဘလို့မှကောင်းမနေဘူးကျွန်တော်တို့ဒီခံစစ်ကိုကြည့်တဲ့ကဗျာဒီကိုနာတီးနဲ့ဘန်တိုက်တူရဲ့အတွေ့ကဒီရာဒီမှာတော်တော်ကိုဆုတ်တာတော်တော်ကိုဆုတ်တာဘလို့မှကိုအချင်းကြီးကမကောင်းဘူး တော်တော်ကြီးကိုပြောစရာကြီးဖြစ်နေပြီပေါ့တော်တော်ကြီးကိုပြောစရာကြီးကျွန်တော်ဖြစ်နေပြီဟိုဒါအပြင်ကျွန်တော်တိုက်စစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင် Sugar Activity ကတော်တော်ခြေသွမ်းပြနေတဲ့နေမှာပါတယ်သူတို့လည်းပဲ Florian VS ကကစားပုံကောင်းပြီမယ်လို့သူရဲ့ output တွေကမမြင်ရဘူးကိုရီကပိုးကလည်းဒီဘက်မှာပါမလာနိုင်ဘူးเนาะဆိုတော့ Dominic Sobol line ကတော့နေရာစုံကောင်းနေတာပဲ right wing မှာလည်းထွက်ကစားနေရပြီเนาะ number 10မှာလည်းသူကစားရတယ် center midfield မှာလည်းသူကစားရတယ် right back မှာလည်းသူကစားရတယ်ဆွဲစုံသုံးကိုဖိုးသိန်းဖြစ်နေပြီသူ ਨੇ ျွန်တော်ဒီဟိုဟာကောင်းကောင်းထားလို့ဒီဒီအာမှာဒီယာဒီမှာသူနဲ့ကျွန်တော်ပါလေဟိုဗာလေ Florian VS တို့ပါလို့ကောင်းထားလို့ဒီလားဆိုတော့ Rory ချီနီကောင်းတာဆိုတော့ Alisson တို့ဘာလို့ပြန်ပါလာတာကလေလေပေါ့တို့ကောင်းတဲ့တစ်ချက်ပဲ Mama Dash PD နဲ့ဆိုလို့ချင်းအဲ့လောက်ကြီးအဆင်မပြေသေးဘူးခုလုံးတွေကဒါပေမဲ့ကျွန်တော်တော့ဗောနော Inter Milan Inter Milan ခန်းစစ်ကိုတော့လေပေါ့ကိုသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျဒီလားဒါအမှန်တမ်းပြောတာကျွန်တော် Inter ခန်းစစ်ကတော့ကျွန်တော်ကိုကြစ်လွန်းနေအဲကိုပြောတဲ့ပွဲကြမှာမင်းဆွတ်ဆက်သွင်းပြီးတော့နိုင်သွားလို့ရှင်တမျိုးဗောနော်ဘာလို့လဲဆိုတော့ ဟို Champions League ပွဲတွေကျွန်တော်ကြည့်ပါလားဗါလဲဟို Real Madrid ကိုတို့တို့တွေနိုင်သွားတာတို့ဘာလို့ကျွန်တော်ကြည့်ပါလားနော်အဲ့လိုမျိုးတွေကျွန်တော်ရှီသေးလားလေးသိတယ်မလားနော်ဘလောက်ပဲတိုင်ပတ်နေနေဟို Real Madrid ကိုနိုင်နေတို့ Aston Villa ကိုနိုင်နေတို့နော်ဒါပေမဲ့တို့အဲ့ဒီပွဲတွေကအပြောင်းလဲမဖြစ်ခဲ့ဘူးဖြစ်နေတယ်အခုကလီဗာပူးမှာကဟိုကစားမားတွေပေါ့ဗျာလုံးဝဘယ်လိုပြောရမလဲအရင်မန်တယ်ပိုင်းမှာတို့ကတော်တော်လေးထိခိုက်နေတဲ့ဘက်မှာပါတယ်လို့ပြောရမှာပဲကစားမားတွေကဟိုတနေ့ကဆိုလို့ကျွန်တော်ဒူးစီးနဲ့နိုင်နေတာဗျာလီးစီမြတ်တဲ့နယ်ပွဲမှာ တူးစီးနဲ့နန်နေတယ်ချက်ချင်းကိုးတွေပြန်ပေးရတာဆိုအဲ့ဒီနောက်ထပ်ကထပ်ပြီးတော့ဥဆောင်ကိုရသေးတယ်အဲ့မှာချက်ချင်းပြန်ကိုးပေးရတာဆိုတော့ကစားမရရဲ့မန်တယ်ပိုင်းတွေပွဲတော်တွင်မတည်ငြိမ်မှုတွေကတော်တော်ကိုမြင်နေရပြီအဲ့တော့အင်တာမီလန်လိုချစ်လက်တဲ့အသင်းတင်းနေနဲ့လီဗာပူးကိုကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်လီဗာပူးအတွက်တော့နိုင်ပွဲရဖို့လူပီမဲ့လေလို့နောက်ထပ်နိုင်ပွဲအတွက်တော်တော်ခက်ခက်ခဲခဲရှာဖွေရအောင်မဲ့ပွဲမျိုးပါ ဆိုကျွန်တော်တို့အချိန်ကောင်းလေးမျိုးလို့ကျွန်တော်မထင်ဘူးပေါ့နော်အာနီစရောရဲ့အတင်ကဘာဆိုဘာမှန်ကိုပြောလို့မရတဲ့အနေအထားမျိုးစိုးတဲ့ပတ်ချံကိုပူသွားနေတယ်ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများ